မင်္ဂလာပါ Home Electronic ကနေကြိုဆိုပါရစေ။ဒါကတော့ Max ရဲ့ Power Station လေးတွေပစ္စည်းရောက်ထားတာလေးဝင်ဆက်ပေးရဖြစ်ပါတယ်။အဲ့တော့ဒါက3 kW ရဲ့1.2 kW ရဲ့ရွေးချယ်နိုင်မယ်။ဈေးနှုန်းလေးကတော့လက်ရှိဈေးနှုန်းလေးက3 kW က55သိန်း1.2 kW ကတော့18သိန်းရှိမယ်။သူကတော့တွဲဖို့သူကတော့25.0ပါ။အဲ့တော့သူ့ရဲ့ဝါအဝါလေးပြပေးပါမယ်။သူ့ရဲ့ဝါအဝါကဒီကောင်က 9100နဲ့မှ68ဝါဝါရှိပါတယ်။ဒီမှာဆိုလို့ရှိရင်ဆိုလာနဲ့ချိန်မယ်ဆိုရင်ဒီကောင်က900ဝါဆိုနှစ်ချက်ထိချိန်လို့ရမယ်။ MPPT controller ကဒီမှာ128 BTC ထိရမယ်။ဒါကတော့3 kW ။တော့သူ့မှာတုံးလို့ရမယ်။ pop တွေအဲ့တော့ဒီမှာ control panel လေးဒီမှာ LED display နဲ့တုံးလို့ရမယ်။ပြီးရင်ဒါသူ့မှာပါဝင်နေအာအသွင်းဂျိုပြီးရင် USB ဂျို ပြီးရင်ဒါသူ့ရဲ့ AC output ၄ဘောက်ရှိမယ်။နောက်ကျောပတ်လေးတစ်ချက်ပြပေးပါမယ်။ဒါကတော့ solar နဲ့ချိန်တဲ့အခါမှာသူ့မှာဒါမျိုး MC4 connector နဲ့ပဲချိန်လို့ရတယ်ပေါ့နော်ဒီကောင်လေးကချိန်မယ်ဆိုလို့ရှိရင်ဒါကြောင့်မလို့ကောင်းစားစရာမလိုဘူးဒါသူ့ရဲ့နောက်ကျောဘက်မှာရှိရဲအာဒီ breaker လေးရဲ့ပြီးရင် USB port တွေ LAN port တွေပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့3 kW နောက်ထပ်ကတော့ဒါပုံပုံပါအသုံးပြုနိုင်မယ် 1.2 kW လေး1.2 kW လေးရဲ့အာဒီမှာဆိုလို့ရှိရင်အသုံးပြုနိုင်တယ် USB ပေါ်တွေ control panel လေးတွေပြီးရင် AC ပေါက်၄ပေါက်ပါမယ်။ဒီမှာတော့ဒီလိုမျိုး solar နဲ့အသုံးပြုဖို့အတွက်ကြိုးလေးပါပါတယ်။အဲ့တော့ total watt hour လေးပြပေးပါမယ်။ဒီကောက်မှာဆိုလို့ရှိရင်အသုံးပြုနိုင်တဲ့ total watt hour က 1200နဲ့မှ80ဝါးဝါတွဲဖို့စနစ်နဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒါလေးကတော့အဓိကအိမ်သုံးအသေးသုံးလေးတွေအတွက်အဆင်ပြေတယ်။အဲကွန်းသုံးမယ်ဆိုလို့ရှိရင်တော့3 kW အထိဒါသုံးလို့ရတယ်။3 kW ကိုဝယ်လို့ရတယ်။ဒါတော့သူ့ရဲ့1.2 kW ရဲ့နောက်ကျောဘက်လေးပါ။ အဲ့တော့ဒါဆိုလာအသုံးပြုမယ်ဆိုလို့ရှိရင်လည်းတခါလေးဆိုလာနဲ့ချိတ်ဆက်ပြီးအသုံးပြုနိုင်အောင်ကြိုးလေးပါတခါလေးပါပြီးသားဖြစ်ပါတယ်အဲ့တော့ mass power station တွေကိုလိုအပ်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ home electronic ရဲ့ရန်ကုန်ဆိုင်မှာရရှိနေပါပြီမန်လေးဆိုင်တွေဆိုရင်တော့ order လေးကြိုတင်ပြီးတော့မှာယူနိုင်ပါပြီရှင်